အခုဆိုရင်ဥရောပနဲ့ရုရှားရဲ့အခြေအနေကစစ်ဖြစ်လူနီးနီးပါပဲ။ရုရှားနဲ့ဥရောပကတချိန်ချိန်တော့စစ်ဖြစ်ကြလိမ့်မယ်လို့အရင်ကတည်းကလည်းမှန်းခဲ့ကြပူပါတယ်။ဒါပေမဲ့ဒါကအရင်တုန်းကတော့ထင်ကျေးတက်တက်တာပါပဲ။နေတိုးရဲ့ထိတ်တန့်စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ရေတပ်ဗိုလ်ကြီးရော့ဘာဝါက2024ခုနှစ်အစပိုင်းလောက်မှာရုရှားနဲ့ဥရောပဟာစစ်ဖြစ်နိုင်ခြေရှိတယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကခန့်မှန်းခဲ့တာကနောက်နှစ်20အတွင်းမှာဖြစ်လိမ့်မယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်။အခုတော့သူ့ရဲ့ timeline ကပြတ်သွားခဲ့ပါပြီ။ ပိုဆိုးပြီးတော့ရုရှားနဲ့ဥရောပဟာနောက်3နှစ်ကနေ9နှစ်တွင်ဆစ်ဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကထင်မြင်ချက်ပေးလာကြပါတယ်။ဘာလို့လဲဆိုတော့အကြောင်းရင်းနောက်ွယ်ကတရက်ခံကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပါပဲ။ထရမ့်ရဲ့လှုပ်ရှားမှုတွေကဥရောပတိုက်တိုက်လုံးကိုတုံ့လှုပ်ချောက်ချားစေခဲ့ပါတယ်။သူ့ရဲ့အပြုအမူတိုင်းလှုပ်ရှားမှုတိုင်းကြီးညာချက်တိုင်းကရုရှားဘက်ကိုယိမ်းနေခဲ့ပါတယ်။တကယ်လို့သာထရမ့်အနေနဲ့ဒီတိုင်းဆက်သွားနေဦးမယ်ဆိုရင်ဥရောပဟာလည်းစစ်ပွဲနဲ့ကြုံတွေ့လာရမှာမလွဲမသွေပါပဲ။ဆိုတော့အချိန်တွေကဘာလို့ဒီလောက်ထိတင်းမာလာရတာလဲ။ ရမ်ကရောဥရောပကိုစစ်ပွဲစီရောက်အောင်တွန်းပို့ဖို့အတွက်ဘာတွေလုပ်ခဲ့တာလဲဒါရင်းနဲ့ပတ်သက်ပြီးတော့အားလုံးအပြက်ပြက်နဲ့နှာခေါင်းသွေးမထွက်ခင်မှာရပ်တန့်ပြဖို့အတွက်တခြားနည်းလမ်းတွေရှိသေးလားဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ခွဲခြမ်းစိတ်ဓာတ်ကြည့်လိုက်ကြရအောင်ပါအရင်တုန်းကရောထရမ်အနေနဲ့ယူကရိန်းကိုအားပေးထောက်ခံနိုင်သေးတယ်ဆိုပြီးတော့မျှော်လင့်ချက်ရောင်ကြီးလေးခက်ရေးရေးရှိခဲ့ကြပူပါတယ်တနည်းအားဖြင့်မျှော်လင့်ချက်တွေအကုန်ရေးသုံးပြောသွားခဲ့ပြီလို့ဆိုရမှာပါထရမ်ကလုံလုံကြီးရုရှားဘက်ကိုယိမ်းသွားခဲ့ပါတယ် သူပြောသမျှဆိုသမျှကလည်းပူတင်ရဲ့အာဘော်ရီကြီးပါပဲမဟာမိတ်ဓုကြီးကခေါင်းဆောင်ဟောင်း Richard Schrock ကတော့ Trump ကိုပူတင်လိုရာဇဝတ်သားမျိုးနဲ့တလေတန်နဲ့ထွက်နေပြီလို့ဆိုပြီးတော့ဝေဖန်ခဲ့ပါသေးတယ်။ပြီးတော့ February 25ရက်နေ့တုန်းကကျင်းပခဲ့တဲ့ Moscow ရဲ့ရန်လိုမှုကိုရှုံချတဲ့ဆုံးဖြတ်ချက်မှာလည်း Trump က Russia နဲ့ပူးပေါင်းပြီးတော့စန့်ကျင်ပေးပေးခဲ့ပါတယ်။ဒါနဲ့မကသေးပဲနဲ့ပြင်သစ်ဦးဆောင်တဲ့ဥရောပရဲ့ဆုံးဖြတ်ချက်တနည်းအားဖြင့် Russia ကိုကျူးကျော်သူလို့တစိုက်ကပ်ဖို့ရည်ရွယ်ခဲ့တဲ့ဆုံးဖြတ်ချက်မှာလည်း Trump ကရှောင်နေခဲ့ပါတယ်။ ပြောရရင်ဒီမဲပေးခွင့်နေနဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကတရားဝင်အရေးကြီးတာမျိုးတော့လည်းမဟုတ်သေးပါဘူး။ဒါပေမဲ့နိုင်ငံပေါင်း193နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂရဲ့မဲရလကတက္ကသိုလ်လုံးဆိုင်ရာထင်မြင်ယူဆချက်တွေမှာအရေးကြီးတယ်လို့ဆိုရမှာပါ။ဒီလိုရှောင်နေတဲ့ဆိုတော့ကိုထရမ့်ရဲ့သဘောထားကိုပြသလိုက်တာပါပဲ။မဲပေးခွင့်နေမတိုင်ခင်ဖေဖော်ဝါရီလ12ရက်နေ့တုန်းကထရမ့်နဲ့ပူတင်တို့အကြာကြီးဖုံးပြောခဲ့ကြတယ်လို့သိရပါတယ်။ပထမဆုံးမိနစ်60ကရုရှားနဲ့ပတ်သက်လို့၃နှစ်လုံးလုံးစောင့်ထိန်ခဲ့တဲ့အမေရိကန်ရဲ့ပေါ်လစီကိုစတင်ရိုက်ချိုးခဲ့တယ်လို့ဆိုရမှာပါ။ နောက်တော့မိနစ်90အထိပါပဲ။ဒီမိနစ်90ကပူတင်ကိုတယောက်တည်းဖြစ်အောင်ကျင်ခဲ့တဲ့အမေရိကန်ရဲ့ဂျိုးပတ်မှုကိုရေစုံမျောအောင်လုပ်ပစ်လိုက်တယ်လို့ထပ်ပြီးတော့ဆိုရမှာပါ။အားနေသူကိုဖေးမှပြီးတော့ဒီမိုကရေစီဆန်ဆန်ဆောင်ရွက်ခဲ့တဲ့မြကထရမ့်လက်ထက်ကြမှာပြက်ရတော့တာပါ။ဒါပေမဲ့ဒါရီကိုခဏအပါထားပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကသူတို့တွေဒီလောက်အကြကြီးဘာတွေပြောခဲ့ကြလဲဆိုတာပါပဲ။သူတို့ပြောတာတွေကယူကရိန်းအရေးတစ်ခုတည်းတင်တော့မဟုတ်ပါဘူး။အရှိလေပိုင်းကနေစပြီးတော့ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်တွေနဲ့ AI တွေအထီတောင်ပါပါတယ်။ ဒါကပူတင်လိုချင်နေတဲ့ရုရှားအမေရိကန်ဆွေးနွေးပွဲဖြစ်ပြီးတော့ဘေးမှာတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြပါတယ်။အစိုးဆုံးကတော့ဘေးမှာယူကရိန်းကလည်းစောင့်ကြည့်နေတာဖြစ်ပါတယ်။ပြောရရင်ရုရှားနဲ့ငြိမ်းချမ်းရေးတွေလုပ်ပေးမယ်လို့ထရမ့်သဘောတူခဲ့တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့စောင့်ကြည့်နေကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာထရမ့်ကပူတင်နဲ့ဆွေးနွေးပွဲကိုအချိန်ကြာသလောက်အကျိုးရှိတယ်လို့တောင်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ရုရှားရဲ့ကျူးကျွဆင်းတဲ့ပတ်သက်လို့တော့တခွန်းမှပြောမသွားခဲ့ပါဘူး။အဲ့ဒီအစားငြိမ်းချမ်းရေးလို့ကောင်းတဲ့တက်ပြီးတော့ပဲဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမတိုင်ခင်မှာလည်းပူတင်ကထရမ့်ကိုချီးကျူးစကားတွေပြောခဲ့ပါသေးတယ်။သူ့ပြောပုံကယူကရိန်းပြည်ပကကိုတားဆီးပေးနိုင်တယ်လို့ထရမ့်ပြောခဲ့တဲ့အပေါ်မှာငြိမ်းချမ်းရေးထိန်းသိမ်းမှုကြီးတယောက်လို့အမွှန်းတင်ပြီးတော့ချီးကျူးခဲ့တာဖြစ်ပါတယ်။ဒါလည်းမကပါဘူး။2020ရွေးကောက်ပွဲအတွက်ထရမ့်ရဲ့ရည်တည်ချက်ကိုတော့ထောက်ခံခဲ့ပါသေးတယ်။ပိုဆိုးတာကဒီမှနဲ့ရပ်မသွားသေးပါဘူး။ရုရှားလက်ထောက်နိုင်ငံသားရေးဝန်ကြီးစာဂျေးရိုက်ကော့ဖ်ရဲ့စကားအရဆိုရင်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့အတွက်လုပ်နေကြပြီလို့သိရပါတယ်။ဒါပေမဲ့ဒီလိုတွေ့ဆုံမှုအတွက်ဆိုရင်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ရမှာဖြစ်လို့ ်ရတိကြကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။တေးကြတာတစ်ခုကတော့ Trump ရဲ့အစည်းအဝေးတိုင်းမှာ Putin ပါနေတယ်ဆိုတာပါပဲ။ Putin က American Russia ဆက်ဆံရေးကိုပြန်လည်တိဆောက်ပြီးတော့နှစ်နိုင်ငံကြားဆက်ဆံရေးကိုအရင်လိုပြန်ဖြစ်ဖို့အတွက်ဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီလိုချိန်မျိုးမှာ Trump က Ukraine အတွက်ဘာတွေလုပ်ပေးနေလဲ။သူ့အနေနဲ့ Putin နဲ့လေပေးတဲ့တလောက် Ukraine နဲ့ Ukraine သမ္မတကိုတော့ဘေးချိတ်ထားပါတယ်။ပြီးတော့ Ukraine သမ္မတ Zelensky ကိုတော့ပေါ်တင်နှိမ်ခဲ့ပါသေးတယ်။ February 16ရက်နေ့ကနေစပြီးတော့ social media မှာ ဇယ်လန်စကီကိုအခြေမြင့်မရှိတဲ့ပြောဆိုမှုတွေဇက်တိုက်လုပ်လာပါတော့တယ်။ထရမ့်အနေနဲ့သူလိုချင်တာများလို့ဆွဆွဲခဲ့တဲ့ဆွဆွဲချက်တွေထဲမှာအများဆုံးကတော့အာနာရှင်သမရဆိုတဲ့စကားပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဇယ်လန်စကီအနေနဲ့ရွေးကောက်ပွဲဆက်မကျင်းပခဲ့လို့ဖြစ်ပါတယ်။ဇယ်လန်စကီဘက်ကလည်းသူရွေးကောက်ပွဲဆက်မကျင်းပဘူးဆိုတာကစစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်အခြေခံဥပဒေအရမကျင်းပခဲ့ရလို့ပြန်လည်ခြေပခဲ့ပါတယ်။ပြီးတော့2019ခုနှစ်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဇယ်လန်စကီကမဲရီအတွက်83ရာခိုင်နှုန်းနဲ့အပြတ်အသတ်နိုင်ခဲ့တာကိုအားလုံးအမြင်ပဲဖြစ်ပါတယ်။ ဇလန်စကီကတရားဝင်လမ်းကြောင်းပေါ်ကနေတွားနေတာဖြစ်တယ်လို့ပြည်သူတွေအားလုံးကလည်းလိုလိုချင်ချင်လက်ခံထားကြတာဖြစ်ပါတယ်။ဆိုတော့ Trump ဆွဲဆွဆွဲချက်တွေနဲ့ကိုက်မညီမနေခဲ့ပါဘူး။ပြီးတော့ Trump ကဇလန်စကီဟာမနိုင်တဲ့စစ်ပွဲအတွက် American Dollar 350 Billion အကုန်ကျခံပြီးတော့တိုက်ခိုက်ခဲ့ပါတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်း Ukraine ကိုကျူးကျော်ဆက်ဆကြတဲ့က American ပို့ပေးခဲ့တဲ့ထောက်ပံ့ရေးပမာဏက183 Billion Dollar ဝန်းကျင်လောက်ပဲရှိပါတယ်။ပြောရရင် Trump ပြောတာရဲ့တစ်ဝက်လောက်ပဲရှိပါတယ်။ American နေနဲ့စည်ရေးကူညီ လူသားချင်းစာနာထောက်ထားတဲ့ကဲတဲ့ရေးတွေနဲ့စီးပွားရေးပြန်လည်ထူထောင်ရေးတွေမှာကျယ်ကျယ်ပြန့်ပြန့်ကူညီပေးခဲ့တယ်ဆိုတာကတော့အမှန်ပါပဲ။ဒါပေမဲ့ trend ချပြတဲ့ထောက်ပံ့ရေးပမာဏကအရန်ကိုချဲ့ကားလွန်းနေပါတယ်။ပြီးတော့ American ကယူကရိန်းကိုတိတာထင်ရှားတဲ့ပုံစံမျိုးနဲ့ဓာတ်ရိုက်ကူညီခဲ့တာတော့မဟုတ်ပါဘူး။ဆိုလိုတာက American ကများသောအားဖြင့်ယူကရိန်းကိုဓာတ်ရိုက်ကူညီတယ်ဆိုတာထက်ဥရောပမှာရှိတဲ့ NATO ကာကွယ်ရေးကိုအားကောင်းစေတာမျိုး။ဒါမှမဟုတ် American ကာကွယ်ရေးတပ်တွေကိုလက်နက်အကောင်အလားတွေဆင်ပေးတာမျိုးလုပ်ပြီးတော့ယူကရိန်းကိုတစ်ဆင့်အကူအညီပေးတာများပါတယ်။ နောက်တစ်ခါထရမ်ကဇလန်စကီအနေနဲ့အမေရိကန်ကိုကျေးဇူးဆက်ဖို့လိုအပ်ကြောင်းနဲ့ဇလန်စကီကိုယ်တိုင်လုံငွေတဝက်ပြောင်းဆုံးနေတာကိုဝန်ခံခဲ့ကြောင်း post တင်ခဲ့ပါသေးတယ်။ဇလန်စကီအနေနဲ့လည်းယူကရိန်းအစိုးရဒါမှမဟုတ်ယူကရိန်းစစ်တပ်စီကိုတိုက်ရိုက်မရောက်တဲ့ပတ်စံတွေအတွက်သူလည်းမသိဘူးလို့ဆိုခဲ့ပါတယ်။ဘာပဲဖြစ်ပြောထရမ်ရဲ့တိတာနေတဲ့ဆွဆွဲပြောဆိုချက်ကဝေဖန်သူတွေကြားမှာရုတ်ပြက်ဆင်းပြက်ဖြစ်စေခဲ့တာတော့အမှန်ပါပဲ။အခုလည်းယူကရိန်းမှာရှိတဲ့တေဆုံးသူရေအတွက်နဲ့ပတ်သက်ပြီးတော့တေဆုံးသူပေါင်းတန်းတဲ့ချီရှိတယ်လို့ခြေကားပြောဆိုထားပါသေးတယ်။ တကယ်တော့ယူကရိန်းစစ်သား4,600နဲ့အရက်သားတောင်းကနန်းလောက်တေဆုံးခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ဒီကိန်းကနန်းကတန်းချီဖို့မပြောနဲ့တိန်ကနန်းတောင်မှမရှိခဲ့ပါဘူး။ဒါနဲ့မကသေးပါဘူး။ထရမ့်ကဇယ်လန်စကီကိုစစ်ပွဲစီမံခန့်ခွဲတဲ့နေရာမှာအဆိုးဝါးဆုံးလို့ရက်ကိုလုတ်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။တကယ်တမ်းယူကရိန်းကရုရှားရဲ့ကြီးမားတဲ့စစ်ရင်အားကိုခုခံကာကွယ်နိုင်ခဲ့ပြီးတော့အမေရိကန်နဲ့ NATO ရဲ့တန်ဖိုးကူညီမှုနဲ့စစ်မြေပြင်မှာလည်းအောင်ပွဲတွေရရှိခဲ့ပါတယ်။ဇယ်လန်စကီအနေနဲ့၃နှစ်တာကာလအတွင်းမှာ တခါမှမကြုံခဲ့ဘူးတဲ့နိုင်ငံအကြက်တဲကိုကြော်ဖြတ်နိုင်ခဲ့ရုံနဲ့မကဘဲနဲ့သူ့လူတွေနဲ့နိုင်ငံတကာကိုလည်းစီးယုံနိုင်ခဲ့ပါတယ်။ဒါကိုထရမ့်ကကြောက်စရာကောင်းတဲ့လုပ်ရဲလို့ခေါ်လိုက်တာကယူကရိန်းသမ္မတနဲ့ပြည်သူတွေကိုတိုက်ရိုက်စော်ကားလိုက်တာပါပဲ။ဆိုလိုတာကဇလန်စကီကြောင့်မလို့အဘဲနဲ့စစ်ပွဲတွေဖြစ်ရတယ်။လူတွေတေရတယ်။ဝေကြီးအကုန်ကြများရတယ်လို့ဆိုလိုချင်တာပါ။ပြောခဲ့သလိုပဲဒီနေရာမှာတကယ်တမ်းကျူးကျော်စစ်ဆခဲ့တဲ့ရုရှားကိုတော့ဘာမှပြောမသွားခဲ့ပါဘူး။၃နှစ်တာကာလအတွင်းအကောင်းဆုံးကြိုးစားရုန်းကန်ခဲ့တဲ့ယူကရိန်းကိုပဲဖိနေခဲ့ပါတယ်။ ပြီးတော့ Trump အနေနဲ့လည်း Ukraine ရဲ့ကြိုးစားအထောက်အမှုတွေကိုမြင်ပုံမရပါဘူး။မမြင်တဲ့အပြင် Zelensky ကိုတော့စစ်ပွဲဆတဲ့သူလို့စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။တကယ်ကျူးကျော်စစ်စတင်ခဲ့တဲ့ Russia ကိုဘေးချိတ်ပြီးတော့ Ukraine ကိုခုလိုစွပ်စွဲပြောဆိုနေတာကြီးကတမိုင်းကိုပြောင်းပြန်လှန်နေတာပဲဖြစ်ပါတယ်။တကယ်ဆိုရင် Russia က2022ခုနှစ်ကတည်းက Russia စစ်သားပေါင်း3,900ကျော်နဲ့ Ukraine ကိုစတင်ကျူးကျော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်2014ခုနှစ်မှာလေရုရှားကခရိုင်းမီးယားကိုသိမ်းခဲ့ဘူးပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကတော့စစ်ပွဲတွေမဖြစ်ခဲ့ပါဘူး။ အဲ့ဒီနောက်တော့2022ခုနှစ်မှာကျူးကျော်စင်စဖြစ်ပြီးတော့စစ်ပွဲတွေစတင်ခဲ့တာပဲဖြစ်ပါတယ်။ဒီကျူးကျော်စင်နဲ့ပတ်သက်ပြီးတော့လေပူတင်ကအခြေမြစ်မရှိတဲ့ဆွဆွဲချက်တွေနဲ့လူကြည့်ကောင်းအောင်ရှောက်ပြောနေခဲ့ပါသေးတယ်။ဆိုလိုတာကယူကရိန်းကိုတိုက်ရိုက်ကျူးကျော်ရတယ်ဆိုတာထက်နယ်စပ်ကိစ္စတွေနဲ့အရက်သားတွေကိုကာကွယ်ဖို့အတွက်ဆိုတဲ့အကြောင်းပြချက်မျိုးပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီမှာလဲထရန့်ကပူတင်ကိုပြစ်တင်စကားတစ်ခုမှပြောမထားဘဲနဲ့ယူကရိန်းကိုဖိနှိပ်ပုံထောက်ရင်ပူတင်အာဘော်ကိုလိုက်နေတယ်ဆိုတဲ့စကားမျိုးကမမှန်တာတော့မဟုတ်ပါဘူး ်ပြီးတော့ဇလန်စကီကိုလူဒုအမြင်သိမ့်မကောင်းတဲ့ခေါင်းဆောင်လို့လည်းစွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ဒီစွပ်စွဲချက်ကိုလည်းဇလန်စကီကထောက်ခံမဲရီနဲ့တတ်သိပြခဲ့ပါတယ်။ဒါအပြင်တကမ္ဘာလုံးကထောက်ခံနေရလဲအားလုံးအမြင်ပဲဖြစ်ပါတယ်။ဇလန်စကီရဲ့ကြော်ကြားမှုကစစ်ပွဲကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ပြည်သူတွေနဲ့မဟာမိတ်နိုင်ငံတွေကိုစီးယုံတဲ့နေရာတွေမှာတော့အားကောင်းနေစေပဲဖြစ်ပါတယ်။ဆိုတော့ Trump အနေနဲ့ရမ်းလို့သာရမ်းနေရပါပဲ။အချက်လက်တွေအကုန်လုံးနဲ့တကမ္ဘာလုံးကဇလန်စကီဘက်မှာရှိနေတာဆိုတော့အားလုံးမြန်မာလုံလုံကြီးအဆက်ရပြဖြစ်နေတော့တာပါပဲ။ ဒီမှာဇာလန်စကီးကလည်းစိတ်ရှိပါတယ်။သူ့ဘက်မှာထရန့်ပြောတဲ့ဆွဆွဲချက်မှန်သမျှကိုပယ်ချပြီးတော့ရုရှားကသာအမှန်တကယ်ကျူးကျော်သူဖြစ်ကြောင်းကိုရှင်းပြခဲ့ပါတယ်။တနည်းပြောရရင်ထရန့်ရဲ့ဟောပြောပို့ချချက်တွေဟာရုရှားရဲ့ဝါရဖြန့်မှိုင်းမိနေတယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းထောက်ပြခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကတော့လက်မခံပါဘူး။ဇာလန်စကီးကိုလူရှင်တော်ဆိုတဲ့အတုံးနှုံးတွေကစလို့တမရဂျိုးပိုင်နန်ကိုတရောထိုးသလိုကစားနေတဲ့သူစသဖြင့်ဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါကတကယ်ကိုကြမ်းတမ်းတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ ဇလန်စကီရဲ့အေးဆေးတည်ငြိမ်ပြီးတော့ယဉ်ကျေးတဲ့စကားတွေနဲ့ရှင်ရင် Trump စကားလုံးတွေကအစွန်းရောက်လုံးနေပါတယ်။တစ်ဖက်ကမေးရရင်လေ Trump တယောက်အမှန်ကိုမြင်ရတာနဲ့အညှိုးနဲ့လုံနေသလားလို့ထင်ကျင်စရာပါပဲ။ဘာလို့လဲဆိုတော့2019ခုနှစ်တုန်းကဇလန်စကီနဲ့မေးမရနိုင်တဲ့ဖြစ်ရလေးတွေရှိခဲ့ဘူးလို့ပဲဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းက Trump က Ukraine company နဲ့ဆက်နွယ်နေတဲ့အကျင့်ပြတ်ချစားတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးတော့ဒိုးပိုင်နဲ့သူ့ရဲ့တာကိုစုံစမ်းစစ်ဆေးပေးဖို့ဇလန်စကီကိုတောင်းဆိုခဲ့ပြူပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဆုံးသတ်မှာ ထရမ့်လိုချင်တယ်လို့ဖြစ်မလာခဲ့ပါဘူးဆိုတော့အစွဲကြီးတဲ့သူတယောက်ဖြစ်တဲ့အလျောက်ဒီကိစ္စမှာလည်းထရမ့်တယောက်အညှိုးထားနေခဲ့တာလားဆိုတာပြောတော့မပြောနိုင်ပါဘူးပြီးတော့နောက်တစ်ချက်ကစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ပါတယ်ထရမ့်ကယူကရိန်းမှာရှိတဲ့မြေရှားတပ်ထုတွေကိုလိုချင်နေတယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်အမေရိကန်ကူညီပေးခဲ့တဲ့စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီးတော့တနည်းပြောရရင်အမေရိကန်ရဲ့အကူအညီကိုကျေးဇူးဆက်တဲ့အနေနဲ့ဒေါ်လာ26ထရီလီယံကျော်တန်ကြေးရှိတဲ့မြေရှားတပ်ထုတွေကိုသုံးစွဲခွင့်ပေးတဲ့နယ်လို့ပြောဆိုခဲ့ပါတယ် ရမယ်လို့လည်းမျှော်လင့်ခဲ့တဲ့ပုံပါပဲ။ဒါပေမဲ့ဇလန်စကီကယူကရိန်းရဲ့လုံခြုံရေးကိုအထူးကထားတောင်းဆိုထားပြီးတော့လွယ်လွယ်ကူကူမပေးခဲ့ပါဘူး။ဒီငင်းဆိုချက်ကလည်း Trump အတွက်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ပြီးတော့ဇလန်စကီကိုပြင်းပြင်းထန်ထန်ဆွဆွဲပြောဆိုဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ဒါတွေကဇလန်စကီပေါ်မှာမြေနှိမ်ရန်လှန်လှန်ဆိုင်ခဲ့တဲ့ Trump ရဲ့အပြုအမူတွေကိုပြောခဲ့တာဖြစ်ပါတယ်။ဆိုတော့ခေါင်းစဉ်ကိုပြန်ကောက်ရရင်ဒီအချက်တွေကဥရောပနဲ့ဘာဆိုင်လို့လဲဆိုတာပါပဲ။ဘလို့သွားဆိုင်တာလဲဆိုတော့ ထရမ့်ကဇလန်စကီကိုဖိနှိပ်နေပြီးတော့ရုရှားနဲ့ပေါင်းနေတဲ့ကိစ္စကသွားဆိုင်နေပါတယ်။အမေရိကန်ကသူနဲ့ရုရှားနဲ့ပဲပေါင်းပြီးတော့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုလုပ်နေပြီးတော့ဒီကိစ္စမှာယူကရိန်းမပါဘူးလို့ဥရောပလည်းပါမနေခဲ့ပါဘူး။ပြီးတော့ဒီငြိမ်းချမ်းရေးသဘောတူညီချက်ကမဝေးတော့တဲ့အနာဂတ်မှာရုရှားနဲ့ဥရောပကိုစစ်ဖြစ်စေမယ့်အတိတ်ဘက်တစ်ခုလည်းပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ထရမ့်ကငြိမ်းချမ်းရေးအတွက်လုပ်နေတယ်ဒါပြောနေပေမဲ့တစ်ဖက်ကယူကရိန်းကိုဖိထားတယ်လို့တစ်ဖက်ကတော့ရုရှားဘက်ကိုအားတာနေပါတယ်။အရင်စကားနဲ့ပြောရရင် မျက်နှာလိုက်တာအတိတာကြီးလို့ပြောရမှာပါ။တစ်ဆက်တည်းမှာသူ့ငြိမ်းချမ်းရေးစကားဝိုင်းမှာယူကရိန်းရောဥရောပရောပါမနေခဲ့ပါဘူး။ဇယ်လန်စကီကတော့ယူကရိန်းကိုဘေးဖက်ထားပြီးတော့ငြိမ်းချမ်းရေးစကားဝိုင်းလုပ်တာကိုလက်မခံနိုင်ဘူး။ရလာတဲ့ရလက်ကိုလည်းသူ့အနေနဲ့လက်သက်မခံနိုင်ဘူးလို့ဆိုခဲ့ပါတယ်။ဒီကိစ္စကိုဥရောပနိုင်ငံတွေဘက်ကလည်းမချေနှက်ခဲ့ကြပါဘူး။ဒါကြောင့်ယူကရိန်းလုံခြုံရေးအတွက်တပ်ဖွဲ့ဝင်တွေနဲ့တိုက်လေရင်တွေဆေလုဖို့တောင်ဒီတိုင်ဘက်ကကမ်းလှမ်းထားပြီးပြီပဲဖြစ်ပါတယ်။ဒီတိုင်ရဲ့စိုးရိမ်စိတ်ကတော့ရှင်းပါတယ်။ဒီနိုင်ငံကိုနောက်ထပ်အာဖဂန်နစ္စတန်လိုထပ်မဖြစ်စေချင်လို့ပဲဖြစ်ပါတယ်။ ် UK ဝန်ကြီးချုပ် Kia Starmer ကအမေရိကန်ကတာလီဘန်အကြမ်းဖက်သမားတွေနဲ့တိုက်ရိုက်နှိမ့်နိုင်ပြီးတော့တရားဝင်ဆိုးရွားကိုတော့အဖက်မလုပ်တဲ့ဆက်ဆံရေးလိုမျိုးနောက်ထပ်ဖြစ်မလာစေချင်တော့ပါဘူးလို့ဆိုထားပါတယ်။ဒါပေမဲ့ဒါက Trump ကိုပိုလို့တောင်တွန်းအားပေးနေတယ်လို့ပါပဲ။ဘာလို့လဲဆိုတော့အမေရိကန်မျိုးသားလုံခြုံရေးအကြံပေး Mike Wass နဲ့နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ကိုရုရှားကောင်းဆောင်တွေနဲ့တွေ့ဖို့အတွက် Saudi Arabia ကိုလွှတ်လိုက်လို့ပဲဖြစ်ပါတယ်။ဆိုတော့ဒီဆွေးနွေးပွဲအရဆိုရင် Ukraine နဲ့ဥရောပကဘယ်အခန်းကဏ္ဍကနေပါလာပြီးတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဘသူမှသေချာမပြောနိုင်သေးပါဘူးပြီးတော့ယူကရိန်းရာရှိတွေကိုဖိတ်မလားဆိုတာကိုလည်းမသိရသေးပါဘူးထရမ့်စကားအရတော့ယူကရိန်းလဲပါလိမ့်မယ်လို့ပြောထားပေမဲ့ဘလို့ပုံစံမျိုးနဲ့လဲဆိုတာကိုအသေးစိတ်ပြောမထားပြန်ပါဘူးဒီလိုမရေရာမသေချာတဲ့အပြုတ်မှုတွေနဲ့ဝေဖန်ပုတ်ခတ်နေတဲ့ထရမ့်ရဲ့စကားလုံးတွေကြောင့်လည်းယူကရိန်းနဲ့ဥရောပကမယုံကြည်နိုင်တော့တာဖြစ်ဖြစ်ပါတယ်တော်တော်များများကလည်းအမေရိကန်နဲ့ဥရောပကြားမှာဆယ်သုနှစ်ပေါင်းများစွာကြာအောင်ရှိခဲ့တဲ့အရင်ဆက်ဆံရေးဟောင်းတွေကုံဆုံးသွားပြီလားလို့တော့မေးခွန်းထုတ်နေခဲ့ကြပါဗျာ။ ထရမ့်ကတော့ဒီဆွေးနွေးပွဲကအခုမှတိုင်ပင်နေတုန်းပဲလို့ပြောနေပေမဲ့ဘသူကမှမယုံကြည်ကြတော့ပါဘူး။ပိုဆိုးတာကအမေရိကန်ဒုသမရကိုရိုင်းကဘသူကြိုက်ကြိုက်မကြိုက်ကြိုက်ဒီစစ်ဆင်ညှိနှိုင်းမှုကိုဆက်လုပ်သွားမယ်လို့ဆိုထားပါတယ်။ပြောရရင်ရုရှားဘက်ကိုယိမ့်နေတဲ့ထရမ့်ရဲ့လုပ်ရက်ကရုရှားကိုသဘောကျလွန်လို့ရတော့လဲဟုတ်ပုံမရပါဘူး။မဟာအင်အားကြီးနိုင်ငံတွေကိုပြန်လည်ထိန်းချုပ်ပြီးတော့ဥရောပအကျိုးစီးပွားကိုဦးစားပေးကြမလို့တဲ့နိုင်ငံတကာချင်းကန်ဒီအစ်စ်ကိုစမ်းကြည့်ခြင်းပုံရပါတယ်။ဒါပေမဲ့ထရန့်တက်ကွင်းမှားဖို့များပါတယ်။ ဘာလို့လဲဆိုတော့ရုရှားကယူကရိန်းကိုကမ္ဘာမြေပုံကနေထုတ်ပစ်ဖို့အထိရည်ရွယ်ထားတာဖြစ်ဖို့များပြီးတော့ထရမ့်ရဲ့ညှိနှိုင်းရေးခွင်တွေကိုဝင်လာဖို့မရှိတော့ပါဘူးရုရှားကနယ်မြေချဲ့ထွင်ရေးကိုလိုချင်နေတယ်လို့ယူကရိန်းပြီးရင်ဥရောပကိုဆက်တိုက်ဖို့ရှိလာနိုင်ပါတယ်ဒါကိုထရမ့်အနေနဲ့လည်းတီကောင်းသိနိုင်ပေမဲ့လက်တွေ့လှုပ်ဆောင်ချက်တွေကရုရှားဘက်ကိုယိမ်းနေပါတယ်ဥပမာရုရှားနဲ့ထိတ်တိုက်ရင်ဆိုင်ရမှာဆိုတဲ့အတွက်ယူကရိန်းကိုနေတိုးဖွဲ့ဝင်ပေးမဖြစ်တာတွေ ခရိုင်းမီးယားပါဝင်ရုရှားသိမ်းယူထားတဲ့ယူကရိန်းနယ်မြေ20ရာခိုင်နှုန်းကိုစွန့်လွတ်တင်တယ်ဆိုတဲ့တိုက်တွန်းချက်တွေကတက်တည်ပြနေပါတယ်။ယူကရိန်းအနေနဲ့ Trump ပြောသလိုသာလိုက်လုံနေရင်ရုရှားရဲ့ရုံသရုပ်ဖြစ်လာတော့မှာပါ။ဒီအချိန်တွေကဥရောပအတွက်လည်းဘေးမကင်းပါဘူး။တကယ်လို့စစ်ဖြစ်လာခဲ့ရင်လည်းအမေရိကန်ကကူမဲ့ပုံမပေါ်ပါဘူး။ NATO အနေနဲ့အမေရိကန်မပါဘဲနဲ့ဥရောပနိုင်ငံတွေကိုခုခံကာကွယ်ပေးရနိုင်ချေရှိပါတယ်။ဆိုတော့ဥရောပအနေနဲ့နှစ်ပေါင်းများစွာကြာအောင်အမေရိကန်ပေါ်မှာမှီခိုခဲ့ပြီမြင့် တနည်းပြောရရင်အမေရိကန်ရဲ့သဘောတူညီချက်အောက်မှာအသာတကြီးနေခဲ့ပေမဲ့အခုအချိန်မှာကိုရိုင်းနိုးထဖို့လိုလာပြီဆိုတာကိုသဘောပေါက်လာပါတယ်။ဒီစစ်ပွဲကယူကရိန်းစစ်ပွဲနဲ့မကပါဘူး။ဥရောပစစ်ပွဲလည်းပဲဖြစ်ပါတယ်။ဒါကြောင့်လစ်လက်သွားတဲ့အမေရိကန်ရဲ့နေရာမှာဥရောပနိုင်ငံတွေအနေနဲ့ဝင်ဖို့ကြိုးစားနေကြပါတယ်။နှစ်ပေါင်းများစွာအေးအေးဆေးဆေးနေခဲ့တဲ့ကာဝေးရေးစနစ်ကိုလည်းပြန်ထုတ်သုံးနေကြပြီးတော့စစ်ရေးလက်နက်တွေကိုလည်းတိဆောက်လာကြတော့မှာပဲဖြစ်ပါတယ်။အခုချိန်ထိတော့စစ်ပွဲဖြစ်မလာသေးပေမဲ့ထရမ့်ဒါဒီထက်ပိုပြီးတော့ဆိုးလာခဲ့မယ်ဆိုရင် ဖြစ်ဖို့ဆင်သင့်ဖြစ်နေတဲ့တင်းမာတဲ့နေသားမျိုးလို့ဆိုရမှာပါဆိုတော့ Trump အနေနဲ့ဘယ်လိုဆုံးဖြတ်လာမလဲရုရှားဘက်ကိုပဲရိမ့်ပြီးတော့ဥရောပနိုးထလာတာကိုပဲကြည့်နေတော့မှာလားဒီအခြေအနေတွေကိုပြန်လည်ထိန်းသိမ်းသွားမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ပြည်သက်တို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာဖြေပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်